CSC အသားနဲ့အုပ်တွေတော့လုံးလို့ရတယ်တိုင်တွေရောလောင်းလို့ရသလားဆိုတဲ့အဖြေကိုကျွန်တော်မေးထားတာဖြစ်ပါတယ်သူတို့ကြောင့်ကျွန်တော်ဒီမိကုံးလေးရဲ့အဖြေလေးကိုကျွန်တော်ဖြေသွားမှာဖြစ်ပါတယ်ဥပမာဗျအိမ်တစ်လုံးစောက်မယ်ကျွန်တော်က steel structure တွေနဲ့ဟိုဟာပေါ့တန်ချောင်းတွေနဲ့ထောင်ထားတယ်တန်တိုင်တွေနဲ့ထောင်ထားတယ်ဆိုတော့ကောင်းတိုင်တွေထောင်ထားတယ်တန်ချောင်းတွေထောင်ပြီးတော့ကွန်ကရစ်တိုင်တွေထောင်ထားတယ်တန်တိုင်တွေထောင်ထားတယ် CSC ကတော့အဲ့လိုတိုင်တွေနေရာမှာ အစားထိုးလို့မရပါဘူးအန်ဒီရမြပါတယ်လုံးဝမာကျုံးမှု မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကွန်ကရစ်အသားရဲ့တဝက်လောက်ကို CSC ကပေါ်ပါအောင်လို့ရော့ချတဲ့အတွက်ကြောင့်ကျွန်တော်တို့ကွန်ကရစ်တိုင်လိုနေရာတွေမှာမရဘူးနံပါတ်1တစ်ချက်မြင့်တန်းနေမရဘူးမြင့်တန်းနေလုံးဝမရဘူးဘာလို့ဆိုတော့သူကကွန်ကရစ်လိုမာကျုံးမှုမရှိပါဘူးထဝက်လောက်ကိုပေါ်အောင်လို့ရှော့ချတဲ့အတွက်ကြောင့် ဝင်မထမ်းရတဲ့နေရာ ਈ ဆိုရင်ရတယ်ဝင်ထမ်းမဲ့ဟာ ਈ ဆိုရင်မရပါဘူးသူတို့ကြောင့်ကျွန်တော်တို့ကအာတချို့တွေကကျွန်တော်မေးတယ်ခင်းလို့ရတာခင်းလို့ရတယ်ဘလို့နီးနဲ့ခင်းမလဲဒကင်ရှိတွေခင်းဒကင်ရှိပေါ်ကခင်းလို့ရတယ်အဲ့တော့ဒကင်ရှိတွေခင်းမယ်ဆိုရင်လည်းဒကင်ရှိအောက်မှာရှိတဲ့တန်းနေလို့တယ်တန်းနေကလည်းပန်တန်းတော်၎င်းကွန်ကရစ်တန်းတော်၎င်းခင်းရတယ်အဲမြောက်တပုံမှာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတယောက်ကအိမ်ဆိုလို့ရှိရင်သူက ွန်ကရစ်တွေခင်းတာကိုသူကတက်တာခြင်းနဲ့ short ခြင်းနဲ့အဲ့ဒါကွန်ကရစ်တွေခင်းလို့ရှိရင်ကျွန်တော်တို့အောက်ကနေပြီးတော့ကြောက်ပုံးများတယ်သူအများကြီးငါးတက်သားပြားတွေသူမတက်နိုင်ဘူးငါးတက်သားပြားတွေမလိုချင်တော့သူကဆွက်ရှာကိုသူကကွန်ကရစ်တိုင်နေနဲ့ကွန်ကရစ်ဘင်းနေနဲ့သူအကုန်လုတ်လိုက်တယ်တွက်ချပြီးတော့အဲ့ဒီအထဲတွေကိုသူကဓာတ်ရှိတွေအကုန်ခင်းလိုက်တယ်အပြင်ကကြည့်လို့ရှိရင်လည်းဒကင်ရှိကိုမမြင်ရဘူးဆုတ်ပြီးတော့ကြောက်ပုံးရဲ့ဟိုဟာပေါ့ဘင်းတန်းရဲ့ နှစ်လက်မှသုံးလက်မှကို तू ကစုပ်ပြီးတော့ခင်းလိုက်တယ်အပြင်ရရှိလို့ရှိရင်တော့ဟိုဟာမမြင်ရဘူးဟလာတကင်ရှိကိုမမြင်ရဘူးတကင်ရှိအသားမပေါ်တော့ဘူးပေါ့နော် तू ကအဲ့လိုခင်းတယ်အဲ့တော့တကင်ရှိကို तू ကဒီဘင်းနေပေါ့ကိုလှမ်းပြီးတော့ခင်းလိုက်တယ်ပြီးလည်းပြီးတော့တကင်ရှိပေါ့ကိုကွန်ကရစ်မလောင်ဘူး CSC တွေလောင်းတယ်ဘာဖြစ်လို့ CSC တွေလောင်းလဲဆိုတော့ तू ကဈေးတက်တာကျင်တာကတကြောင် weight တွေကို short ချကျင်တာကတကြောင် သူကအပေါ်ထက်ဒီလေးထက်လောက်သူကထက်ခိုးတွေထက်ခိုးတွေဟိုကဘောအထက်အထက်မြင့်နေမို့အထက်အနိမ့်နေသူက၅ထက်၆ထက်လောက်သူကစောက်ချင်တဲ့အတွက်ကြောင့်သူက CSC တွေကြီးပြီးတော့ဒကင်ရှိတွေပေါ်ခင်းပြီးတော့ကျွန်တော်လောင်ပေးဘူးပါတယ်အဲ့ဒါကတော့ဟိုဟာဘောညောက်တကူမှာရှိတဲ့ကုမ္ပဏီသားမှာရှိတဲ့ဟိုဟာအဆောင်တစ်လုံးကိုကျွန်တော်လောင်းပေးခဲ့တာဖြစ်ပါတယ်သူတို့ကြောင့်ကျွန်တော်တို့က CSC ကဆိုလို့ရှိရင် ိုင်နေမရဘူးဝင်မခင်းတဲ့ဟာတွေမရဘူးဒကင်ဘော်ဒီမှာခင်းလို့ရပါတယ်တချို့အိမ်ကြီးအိုးဓာဘာမှာရှိတဲ့အခန်းကြီးရှိတယ်တချို့တွေဆိုလို့ရှိရင်အိုးအပေါ်ဆုံးထက်ဒီငါ၅တက်၆တက်မှာရှိတဲ့ခေါင်းမူးနဲ့ခေါင်းမူးကတဝက်ကွန်ကရစ်သားကတဝက်နေရတဲ့အိမ်ကြီးရှိတယ်တချို့အိမ်ကြီးဆိုလို့ရှိရင်ခေါင်းမိုးကတဝက်ကွန်ကရစ်သားကတဝက်ဒါပါခန်းလို့ခေါ်တာပေါ့နော်အဲ့လိုခန်းနေမှာဆိုရင်အရန်ပူတယ်ဆိုလို့ရှိရင်အပေါ်အသားကို CSC နလက်မှဆိုလကောင်သုံးလက်မှဆိုလကောင်ခင်းလို့ရတယ် CSC ပါပါခင်းပြီးတော့ထပ်ပြီးတော့ CSC ဘောကြီးကြွေပြားခင်းလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်အောက်ထက်ကောအပူရှောက်မှုတက်တာသွားပါလိမ့်မယ်အဲ့ဒါလည်းရတယ်အဲ့တော့ကွန်ကရစ်ပေါ်တွေထပ်ပြီးတော့ CSC အသားကိုထပ်ပိုးအလွှာပြီးထပ်ခင်းလို့ရတယ်ဘာဖြစ်လို့ထပ်ပိုးလောက်တွေထပ်ခင်းလဲဆိုတော့ အောက်ကိုအပူဓာတ်ရိုက်မရောက်တော့ဘူး CSC ကတော်တော်များများကိုအပူတွေကိုစုပ်ယူလိုက်တဲ့အတွက်ကြောင့်တာမန်တက်ကိုနှစ်ဆလောက်အေးမြသွားနိုင်ပါတယ်အဲလိုမျိုးကွန်ကရစ်အသားပေါ်မှာလည်းထပ်ခင်းလို့ရတယ်တချို့လူတွေကြတော့ဘယ်လိုလုပ်လဲဆိုတော့ဒကင်ရှိပေါ်မှာကွန်ကရစ်သားကို၃လမလောက်ခင်းတယ် ဟလာ CSC ကိုနှစ်လက်မလောက်ခင်းတယ်ဒူးကငါးလက်မလောက်တက်သွားတယ်အဲ့တော့ကြောင့်ထူလဲထူမယ်အပူလဲတက်သားမယ်တချို့ကအဲ့လိုနီးပညာနဲ့ညံကူပြီးတော့ခင်းတဲ့အိမ်တွေလည်းရှိပါတယ်တချို့ကတကင်ရှိပေါ်မှာကွန်ကရစ်သားလုံးဝမခင်းဘူး CSC အသားကြီးပဲငါးလက်မအထူး6လက်မအထူးကိုလုံးဝခင်းလိုက်တယ်ခင်းပြီးတော့သူတို့ကဘာလုပ်လဲဆိုတော့ရေစိတ်ဝင်မှုလုံးဝမရှိအောင်သူတို့ကအပေါ်ရနေပြီးတော့ရေတားတဲ့ ကုတ်တင်စေးကုတ်တင်တမျိုးအစိမ်းအောင်တမျိုးသူကကုတ်ထက်လိုက်တယ်လုံးဝရေမဝင်တော့ဘူးဟာလားတချို့နေရာတွေဆိုလို့ရှိရင်ရေလောင်နဲ့ကန်လေးတောင်လို့ရတယ်တချို့အိမ်တွေဆိုရင်ကျွန်တော်လုတ်ပွေးဘူးတဲ့အိမ်တွေဆိုရင်သူကဘယ်လိုလုတ်ထားလဲဆိုတော့အပေါ်ကကွန်ကရစ်သားတွေကနေပူလို့ရှိရင်အောက်ကိုအပူကဆင်းတဲ့တကြောင်အောက်ထက်ကနေလို့မလောက်ဘူးนี่รู้ไม่อยากก็ปูเลยป่ะไอ้หลูเนี่ยမျိုးมาကျွန်တော်ကဘယ်လိုလုပ်ထားဆိုတော့အပေါ်မှာ CSC နဲ့ခင်းပေးထားတယ်လေးလက်မငါးလက်မထူးလောက် အုတ်ရေခံလေးကျွန်တော်လုတ်ပေးထားတယ်အဲ့ထဲကိုရေထည့်ထားတယ်ရေထည့်ထားလို့ရှိရင်ကျွန်တော်တို့ကနေရပူတယ်ရေငားလမဒုကံလေးကိုကျွန်တော်လုတ်ပေးထားတယ်ပြောရေကိုအပူချိန်ကမဖြတ်တော့ဘူးအောက်ကအောက်ထက်ကလုံးဝကိုအေးမြနေတယ်အဲ့လိုမျိုးအကြံဉာဏ်နေနဲ့လဲ CSC ကအစားထိုးပြီးတော့တုံးလို့ရပါတယ်ဒီမေကုံးလေးကို မေးတဲ့လူကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုအများသူငါအတွက်ဒီအဖြေလေးကို ဖြည့်ပေးရလို့ဝမ်းလဲတာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေထပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုဝင်ရောက်လေ့လာလို့လည်းရပါတယ် YouTube channel ထဲမှာဆိုရင်ဗီဒီယိုအပုတ်ပေါင်း150လောက်တင်ထားပါတယ်အဲ့ဒီမှာသူခန္ဓာနဲ့သူသူခန္ဓာနဲ့သူမီးခွန်းများစွာကိုလည်းကျွန်တော်ရှင်းပြပေးထားတာရှိပါတယ် CSC အုပ်လုံနီးတွေစီနီးတွေဘလို့လောက်ရမယ်ဆိုတဲ့ဟာတွေလည်းရှင်းပြပေးထားတာရှိပါတယ်အဲ့ဒီမှာလည်းဝင်ရောက်လေ့လာလို့လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ